မင်္ဂလာပါရှင်ရှမ်းအေကောမီဒီယာမှအကြိုဆိုပါရစေမိုင်းတုံမြို့နယ်၌တဘာဝဘီအန်နယ်ဖြစ်ပေါ်လာပါကပြည့်စည်ဆုံးရှုံးမှုမရှိစေရင်အစိုးရယုံဌာနများတွင်တပင်တကိုင်းများခုတ်တွင်ရှင်းလင်းတဲ့တည်င်းကိုတင်ဆက်ပေးပါမယ်ရှင်ရှမ်းပြည်နယ်အရှိပိုင်းမိုင်းတုံခရိုင်မိုင်းတုံမြို့နယ်တွင်တဘာဝဘီအန်နယ်ဖြစ်ပေါ်လာပါကပြည့်စည်ဆုံးရှုံးမှုမရှိစေရင်အတွက်အစိုးရဌာနဆိုင်ရာယုံများရှိတပင်တကိုင်းများခုတ်တွင်ရှင်းလင်းခြင်းကို မေလာ၁၈ရက်နေ့တွင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။မြို့နယ်အတွင်းရှိအစိုးရဌာနဆိုင်ရာရုံးများ၏ပတ်ဝန်းကျင်နှင့်ရုံးဝင်အတွင်းရှိလျှက်စစ်မီးစုရုံးအဆောက်အုံများနှင့်မလုတ်ကင်းတိတက္ကိုင်းများအနယ်ရှိသည့်တပင်းတက္ကိုင်းများလေပြင်းတိုက်ဖက်ခတ်ပါကအနယ်ရှိနိုင်သည့်တပင်းများအားမြို့နယ်မိသက်ဦးစီးဌာနကစနစ်တကျခုတ်တင်ရှင်းလင်းခဲ့ရာတက္ကိုင်းများနှင့်အမှတ်တရများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလင်မိုးနှင့်တာဝန်ရှိသူများကကြီးကြပ်ပြီးမြို့နယ်စီပင်တရားရေးဦးစီးဌာနတို့ကအကူအညီတင် င်းစိတ်ခဲ့ကြောင်းသိရှိရပါရဲ့ရှင်။